်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တောင်ဦးလေးစိတ်ကိုဘွရစိန်အဖွဲ့ကအထီးကန်ဒရုန်းတွေနဲ့တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ပဲခူးတိုင်းကေတုမဒီတောင်ဦးလေးစိတ်ကိုအစင်းမြင့် FVV အထီးကန်ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ရာလေကြောင်းထိန်းသိမ်းရေးမျှော်စင်းနဲ့ချမ်းမာတွေထားတဲ့နေရာထိခိုက်မှုရှိတယ်လို့ဘွရစိန်အဖွဲ့ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ် လေကြောင်းကောက်ွက်ရေးအစင်းစင်းကိုကြော့ဖြတ်ပြီးလေတဝင်းတဲ့ကို anti jamming fpv drone တွေနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာပါနစီကတော့ပြစ်မှတ်ကိုတိတိကျကျပါပဲ။ကျန်နစီကတော့နှင်းတအားကျလို့လွဲချော်ခဲ့ပါတယ်လို့စစ်စင်ရေးနဲ့ပတ်သက်ပြီးပြောပါရယ်။ဒီစစ်စင်ရေးကိုဒီဇင်ဘာလ၄ရက်နနက်၈ :15 မိနစ်မှာဝရစိန်တပ်ဖွဲ့ကဦးဆောင်ပြီးမြေပြင်တိုက်ခိုက်ရေးမဟာမိတ်အနေနဲ့တန်တော်မြောက်ပိုင်းပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ကပူးပေါင်းပါဝင်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါရယ်။ဒီစစ်စင်ရေးကို Operation Thunder Force လို့အမည်ပေးထားပြီး တနိုင်ငံလုံးကပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတဲ့စစ်ကောင်စီကိုပြန်လည်ထိုးစစ်ဆင်သွားမယ်လို့ဗရစင်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ Operation Thunder 4အနေနဲ့လှုပ်ဆောင်တဲ့ပထမဆုံးလှုပ်တဲ့စစ်စင်ရေးလို့သိရပါတယ်။တိုက်ခိုက်မှုကြောင့်လေရင်အသက်ဆင်းထိမ့်ချုပ်တဲ့လေကြောင်းထိမ့်သိမ်းရေးမျှော့စင်နေဒရုန်းတိုက်ခိုက်မှုတွေကိုကာကွယ်ဖို့တပ်ဆင်ထားတဲ့စစ်ကောင်စီရဲ့ဂျမ်းမာဆက်တွေမိလာမှုရှိခဲ့တယ်လို့ဆိုပါတယ်။ တော်တော်ကျင်းနေပါတယ်ကျွန်တော်တို့ရန်သူလေကဧရိယာထဲမှာတီတီငိမ့်ငိမ့်တိုက်ခိုက်နိုင်ခဲ့တာပါလို့စစ်စင်ရေးနဲ့ပတ်သက်ပြီးအထက်ပါတာဝန်ခံကပြောပါတယ်ဒီတိုက်ခိုက်မှုအပြင်မှာစစ်တပ်ကနေ MI35 ရဟတ်ယာဉ်နဲ့ပြန်လည်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ဖွဲ့စည်းအဖွဲ့ကအတည်ပြုပါတယ်ကျွန်တော်တို့စက်တိုက်တိုက်ပွဲဝင်ပါမယ်ဒီပညာနဲ့ operator တွေအစဉ်အသင့်ပါကျွန်တော်တို့တပ်ဖွဲ့ကိုကူပါမဖောက်မပြန်ပဲအလွဲသုံးစားမလုပ်ပဲတော်လန်ရေးအတွက်ပြည်သူအတွက်အလုံးလုံးခွင့်ပြုပါလို့အထက်ပါသတင်းနှစ်ပြန်ကြားရေးတာဝန်ခံကပြောပါတယ် ဆက်လက်ပြီးမြန်မာဘက်ကကြီးတွေကြောင့်ထိုင်းပြည်သူတွေထံရရခဲ့တဲ့အပေါ်အစိုးရတုံ့ပြန်ပုံကိုထိုင်းအမတ်မေကွန်ထုံမြန်မာစစ်တပ်ကထိုင်းဘက်ကိုတမင်ရည်ရွယ်ပစ်ခတ်နေတာလားဆိုတာကိုလည်းမေကွန်ထုတ်တယ်ဆွဲသတင်းကိုထင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာဘက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကနီးလမ်းလွှဲလာတဲ့ကြီးစံတွေထိမှန်ခဲ့တာကြောင့်ထိုင်းပြည်သူတွေထံရရခဲ့တဲ့အပေါ်အစိုးရတုံ့ပြန်ပုံကိုထိုင်းအမတ်မေကွန်ထုတ်လိုက်ပါတယ်ထင်ရှားတဲ့ထိုင်းလွတ်တော်အမတ်ကန်နာဗီဆူယက်ဆန်ကမြန်မာဘက်ကကြီးစံတွေကြောင့် ထိုင်းပြည်သူတွေဒဏ်ရာရနေကြတယ်ဆိုတာကိုထိုင်းဆိုရကတတိယထားမိရလာလို့မိကွန်ထုတ်လာခဲ့ပါတယ်။ဒီဇင်ဘာ၂ရက်နေ့တုန်းကမဲဆောက်မှာရှိတဲ့မဟာဝမ်ခရိုင်ခွဲမှာနေသားတပ်ဖက်ချမ်းမြန်မာဘက်ကပြစ်ခတ်လိုက်တဲ့ကြီးစံတွေထိမှန်ပြီးထိုင်းအမျိုးသမီးကြီးနှစ်ဦးဒဏ်ရာရခဲ့တာဖြစ်တယ်လို့ကန်နာဗီက Facebook မှာရေးသားထားခဲ့တာပါ။ ထိုင်းတပ်တွေကတော့အဲ့ဒီဖြစ်စဉ်အပြီးမြမဘချန်ကရင်ပြည်နယ်ရဲ့မြဝတီမြို့နယ်ထဲမှာစစ်ခင်းနေကြတဲ့အာနာသိန်းစစ်တပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNL ချောက်ကိုမိဂိုဘုံမော်တာကြီးတွေဖိကတ်ပြီးတရီပေးခဲ့တယ်လို့လည်းသူကဆိုပါတယ်။သူကမြမစစ်တပ်ဟာလောက်ကုံပိုင်းကြာရင်ကျင်းပဖို့အားခဲပြင်ဆင်နေတဲ့အတူရောင်ရွေးကောက်ပွဲမတိုင်ခင်မှာ KNL စီကနေမြေတွေရတဲ့လောက် ပြန်သိမ်းဖို့ကြိုးစားရာကနေနေဆက်တိုက်ပွဲတွေပြင်းထန်လာခဲ့တယ်လို့လည်းသုံးသပ်ထားပါတယ်။ဒါပေမဲ့ထိုင်းနဲ့ထိစပ်နေရနေဆက်တဝိုက်က စီရီအခင်းကျင်းတွေမှာစစ်တပ်ဟာကရင်တော်လှန်ရေးအင်အားစုတွေလောက်စွမ်းဆောင်ရေးမမြင်မဘူးလို့ကန်နာဗီကသတ်မှတ်ချက်ပေးထားပါတယ်။သူကမြန်မာအနာသိန်းစစ်တပ်ဟာထိုင်းပိုင်နယ်ထဲကိုတမင်တကာရှိရွယ်ပြီးကြီးတွေကြအောင်ပြစ်ခတ်နေသလားဆိုတာကိုလည်းမေးခွန်းထုတ်ထားခဲ့ပါတယ်။ဒီလိုရကြောင့်ထိုင်းကကန့်ကွက်ရင် KNL ကလေးစားမှုထားပြီးစီရီပြည်ပခါကိုအရှိန်လျှော့သွားအောင်ထိမ့်ထိမ့်သိမ့်သိမ့်ကင်တွေဖို့မျှော်လင့်ချက်နဲ့စစ်တပ်ကထိုင်းဘက်ကိုတမင်ပြစ်ခတ်နေတာဖြစ်နိုင်တယ်လို့ကန်နာဗီကဆိုပါတယ်။အဲ့ဒီကိစ္စသာအမှန်ဆိုရင် နောက်ထပ်လေထိုင်းပိုင်နက်တွေကြီးတွေကြပြီးထိုင်းပြည်သူတွေထိခိုက်တာဒါမှမဟုတ်တေဆုံးတာတွေထိဖြစ်နိုင်တယ်လို့သူကထောက်ပြခဲ့ပါတယ်။ကနာဗီကထိုင်းနယ်စပ်ကိုကြီးစံတွေကြပေမဲ့ထိုင်းအစိုးရကထိတိယောက်ယောက်ဘာမှမတုံ့ပြန်တော့ကိုလည်းဝေဖန်ခဲ့ပါတယ်။အထူးသဖြင့်နယ်စပ်မှာစံတမတ်အဆင့်စစ်စင်ရေးအပြင်အဆင်တွေကိုအသက်သွင်းတာပြုမြန်မာစစ်တပ်လက်အောက်ခံနိုင်ငံသားရေးဝန်ကြီးဌာနစီအကြောင်းကြားကန့်ကွက်တာမျိုးတွေဘာမှမရှိတဲ့အပေါ်သူကမေးခွန်းထုတ်ထားပါတယ်။ သူရဲ့ post ထဲမှာတော့ထိုင်းအစိုးရအနေနဲ့နေဆက်ဖြတ်ကျော်မငြိမ်းချမ်းမှုတွေကြုံနေရတာနဲ့ပတ်သက်လို့ပိုပြီးထိရောက်လုံခြုံရေးတန်တမန်ရေးချင်းကပ်မှုမျိုးကိုစီမံရွေးချယ်ဖို့နေဆက်ဒေတာကထိုင်းပြည်သူတွေကိုအကာအကွယ်ပေးဖို့လေကန်နာဗီကတိုက်တွန်းသွားခဲ့ပါတယ်ကြပြင်ထိုင်းနယ်ဇက်ကလုံခြုံရေးတပ်ဖွဲ့ဝင်တအူးကဒီဇင်ဘာ9ရက်နေ့မှာလေ KNU KNL ထိန်းချုပ်ထားတဲ့မင်းလက်ပတ်ဒီသားကိုစစ်တပ်ကသိမ်းပိုက်နိုင်ဖို့ထိုးစစ်ဆင်ရင်မြန်မာဘက်ကကြီးကြတာကြောင့်ထိုင်းပြည်သူနှစ်ဦးထဏ်ရာရခဲ့တယ်လို့យေတာထားပါတယ် နေဆက်ကထိုင်းမာတဲ့ကိုလက်နက်ကြီးကြတာကြောင့်ထိုင်းပြည်သူနှစ်ဦးဒဏ်ရာရခဲ့တာဖြစ်ပြီးကြံရွာသူရွာသားတွေလည်းထွက်ပြေးနေရတယ်လို့ဓာတ်ပုံတွေနဲ့တကွဖော်ပြထားပါတယ်။ဒီဇင်ဘာ9ရက်နေ့မှာလည်းမင်းလက်ပါမှာတိုက်ပွဲတွေထပ်မံဖြစ်ပွားနေတယ်လို့သတင်းရပြီးနေဆက်ကပြည်သူတွေသတိထားကြဖို့ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကသတိပေးထားပါတယ်။ဆက်လက်ပြီးကြားဖြတ်လုပ်ငန်းရဲ့အတ ିକ တရက်ခန့်မိမောင်းထိုးပြနိုင်ရင်စစ်တပ်ရဲ့တရားဝင်မှုရာရေးကြိုးပမ်းမှုမအောင်မြင်နိုင်ဟုဥပဒေထောက်ကူပြုခွင့်ရပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာအွန်လိုင်းငွေလိမ်လုပ်ငန်းလို့ခေါ်တဲ့ကြားဖြတ်လုပ်ငန်းအခြေပြုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးရဲ့အဓိကတရက်ခန့်ဟာမင်းအောင်လိုင်းကောင်းဆောင်တဲ့အာနာသိန်းစစ်အုပ်စုသားဖြစ်ကြောင်းတပ်တွေအထောက်အထားတွေနဲ့တကွမိမောက်ထိုးပြနိုင်ရင်ရွေးကောက်ပွဲနောက်ခံနဲ့စေအုပ်စုရဲ့တရားဝင်မှုလက်ချက်တမစီရရှိရေးကြိုးပမ်းချက်အောင်မြင်နိုင်ခြင်းမရှိတော့ဘူးဟုဥပဒေထောက်ကူပြုကွန်ရက်တွေကထုတ်ပြန်လိုက်ပါတယ်။ကြားဖြတ်အခြေပြုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးအားစနစ်တကျတိုက်ဖြတ်နိုင်ရဲ့အတွက်ဖက်ဒရယ်တိုင်းပြည်ရန်ရာရဲ့အဆောက်အအုံများ Federal Organs and Institution ဖွဲ့စည်းတည်ရှိလှုပ်ရှားဆောင်ရွက်နိုင်ဖို့လိုအပ်ကြောင်းအကြံပြုတိုက်တွန်းချက်ကိုဒီဇင်ဘာ3ရက်ကထုတ်ပြန်ခဲ့ရာအခုလိုထည့်သွင်းဖော်ပြထားတာပါ။ကြားဖြတ်အခြေပြုနိုင်ငံဖြတ်ကျော်ရဇဝတ်မှုကြီးဟာမြန်မာနိုင်ငံအတွင်းရှိဒေတာအမြောက်များသို့ပြန့်နှံ့နေပြီဖြစ်တယ်လို့တခြားတစ်ဖက်မှာစစ်ကောင်စီစစ်ကော်မရှင်ရဲ့ထိပ်ပိုင်းလက်ရှိဗိုလ်ချုပ်ကြီးတွေနဲ့အရက်ဝက်လေဗိုလ်ချုပ်တွေကအဲ့ဒီရဇဝတ်မှုကြီးကအကျိုးစီးပွားရယူခန်းစားနေတာကြောင့်အမြင့်ဖြုတ်တိုက်ဖြတ်ဖို့ခက်ခဲနေလို့ဆိုပါတယ်။ ကြာဖြတ်အခြေပြုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးအားတိုက်ဖြတ်သွားနိုင်ရေး KNU နဲ့ KNL တို့ရဲ့ထုတ်ပြန်မှုတွေကြာဖြတ်တိုက်ဖြတ်ရေးအားဇက်တိုက်လှုပ်ဆောင်နေမှုတွေကိုဥပဒေအထောက်အကူပြုကွန်ရက်ကကြိုးဆိုချောင်းဖော်ပြပါရယ် KNU ဟာကြာဖြတ်အခြေပြုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးအားထိရောက်စွာနှိမ်နှင်းနိုင်ရေးအတွက်နိုင်ငံတကာရဲ့လေးနက်မြန်ဆန်စွာပူးပေါင်းပါဝင်မှုကိုတောင်းဆိုထားတာဟာအရေးကြီးတဲ့လိုအပ်ချက်ဖြစ်တာကိုအတိအမှတ်ပြုထားပါရယ်ကရင်ပြည်နယ်တွင်သာမကအခြားပြည်နယ်တွေအပါအဝင် ပြည်အောင်စုနိုင်ငံတဝန်းလုံးမှာရေရှိစနစ်တကျထိရောက်စွာတိုက်ဖြတ်သွားနိုင်စေဖို့လိုအပ်ကြောင်းဥပဒေအထောက်အပြုကွန်ရက်ကထုတ်ပြန်ပြီးအကြံပြုချက်တွေလည်းဖော်ပြထားပါတယ်။နိုင်ငံတကာရဲ့အကူအညီလက်တလောတောင်းခံနေတဲ့အချိန်ထဲမှာမြန်မာနိုင်ငံမှနိုင်ငံတကာသို့ရောက်ရှိနေကြသောတိုင်းသားပေါင်းစုံလူလူများအပါအဝင်ပြည်တွင်းအင်အားကိုနိုင်ငံရေးအရစနစ်တကျစူးစိတင်ဟုဥပဒေအထောက်အပြုကွန်ရက်ကအကြံပြုပါတယ်။ဒါဟာ Federal Democracy ကိုအုံမြင့်ချမဲ့အုပ်ချုပ်ရေးစနစ်အသစ်အားဥပဒေစိုးမိုးရေးအခြေခံတွင်တိဆောက်ကျင့်သုံးခြင်းဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီအတွက်ပြည်တော်စုတစ်ခုလုံးနဲ့ပြည်내တစ်ခုချင်းစီတို့အားမှန်ကန်စွာပေါင်းစပ်နိုင်ရေးအားပြုတင်ကြောင်းအကြံပြုကာ Federal Democracy အုပ်ချုပ်မှုအသစ်အားတည်ဆောက်ရမယ်လို့ဖော်ပြထားပါတယ်။ KNU ဟာ KNU ပြည်내အတွင်းရှိနိုင်ငံရေးစုဖွဲ့မှုတနည်းအားဖြင့်နိုင်ငံရေးပါတီတရက်ဖြစ်လို့ KNU ရဲ့တော်လှန်ရေးလှုပ်ရှားမှုဟာတမိုင်းချောင်းအရလွန်စွာအရေးကြီးကြောင်းဒါပေမဲ့ကြားဖြန့်အခြေပြုနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကို KNU ကတိုက်ချင်းထံ KNU ဥဆောင်လျက်အခြားနိုင်ငံရေးတော်လှန်ရေးအင်အားစုများပါဝင် စုဖွဲ့တည်ထောင်ထားတဲ့ကရင်ပြည်နယ်အစိုးရအနေဖြင့်ချေမုံဖို့စ조사ခြင်းကများစွာပုံမှုအောင်မြင်နိုင်ခြေရှိတယ်လို့ဆိုပါတယ်။အောက်ခြေမှအထက်သို့ Photon at အခြေခံနှင့် Federal ပြည်ထောင်စုအောက်ဖွဲ့စည်းရမှကရင်ပြည်နယ်ကိုကိုစားပြုလျက် Federal တိုင်းပြည်ရန်ရရနဲ့အဆောက်အုံများ Federal Organ and Institution မှပါဝင်နိုင်တာကြောင့်ဖြစ်ကြောင်းလည်းဥပဒေအထောက်အကူပြုခွင့်ရက်ကရေးသားထားပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီအရာပြည်နယ်တွေဟာအချုပ်အခြာအနာပိုင်ဆိုင်တဲ့စနစ်ကျင့်သုံးရမှာဖြစ်ပေမဲ့ဒါကိုအတိအကထားလွန်းနေတာတွေ့ရကြောင်းဖော်ပြထားပါတယ်။အဲဒီလိုအတိအကထားလွန်းတဲ့အခါအောက်ခြေပြည်နယ်တွေကိုအခြေပြုပြီးဖက်ဒရယ်တိုင်းပြည်ရန်ညားတွေဖြစ်တဲ့ဖက်ဒရယ်လွှတ်တော်ဖက်ဒရယ်အစိုးရဖက်ဒရယ်တရားလွှတ်တော်ချုပ်တို့ပေါ်ပေါက်လာပြီးချိုးပန်းအားထုတ်မှုများမရှိသလောက်ဖြစ်နေကြောင်းလည်းထောက်ပြထားပါတယ်။ရှားဖြတ်အခြေပြု နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကြီးအောင်တိုက်ဖြတ်ရေးအောင်မြင်နိုင်ဖို့အတွက် Federal တိုင်းပြည်အစအုံရေးအစိပ်ပိုင်းတွေဖြစ်တဲ့ Federal တပ်မတော်နဲ့ Federal ရဲတပ်ဖွဲ့တို့တောင်တင်းကြန့်ခိုင်စွာပေါ်ပေါက်လာရေးဦးတည်ကြိုးပမ်းတဲ့ကြောင်းဥပဒေအထောက်အကူပြုကွန်ရက်ကအကြံပြုထားပါတယ်။ Federal တိုင်းပြည်ရန်နယာနဲ့ဆက်ဆက်လျက်အာဏာကြီး၃ရက်အပေါ်အခြေပြုတဲ့ပြည်내ရန်နယာနဲ့အစအုံတွေဖွဲ့စည်းပေါ်ပေါက်လာဖို့ဆောင်ရွက်တာဟာတရားဝင်မှုကိုတော်လှန်ရေးဘက်ကရှာဖွေဖို့အကောင်းဆုံးကြိုးပမ်းခြင်းဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ ။ဒါပြင် Federal Democracy အုပ်ချုပ်ရေးအသင်းနဲ့အစားထိုးသွားဖို့ဂျိုးပန်းချင်းကသာလည်းရင်တိုင်းသားပေါင်းစုံပြည်သူလူထုတစ်ရက်လုံးလက်ရှိရှောက်လန်းတင်တဲ့လမ်းကြောင်းဖြစ်တယ်လို့အကြံပြုချက်မှာရေးသားထားပါတယ်။တိုင်းသားပြည်နယ်များအသီးသီးရှိတော်လှန်ရေးအင်အားစုတွေအားလုံးလည်းဖူးပေါင်းလက်တွဲဆောင်ရွက်ကြဖို့ဥပဒေထောက်ကူပြုကိုယ့်ရက်ကမြစ်တာရက်ခံထားပါတယ်။ကြားဖြန့်အခြေပြုနိုင်ငံဖြတ်ကျော်ရဇဝတ်မှုကြီးအောင်တိုက်ဖြတ်ရေးအတွက်ဖူးပေါင်းလက်တွဲဆောင်ရွက်ကြခြင်းကပြည်သူလူထုရဲ့ယုံကြည်မှုအပြင်ဒေါ်လန်ရေးဘက်ကတရားဝင်မှု လက်ဂျစ်တမစီကိုသာရရှိစေရုံသာမကရေရှည်ငိမ့်ချမ်းရင်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်သည့် Federal Democracy နိုင်ငံတစ်ပေါ်ပေါက်လာရေးအတွက်ဥပဒေစိုးမိုးရေးအုံမြင့်ချမှတ်ပြီးရရှောက်မည်ဟုလည်းဥပဒေထောက်ကူပြုခွင့်ရကအကြံပြုချက်မှာရေးသားထားပါတယ်။ကျမရဲ့တင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။